အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကတည်ချူစုပါတယ် Champion ပြိတ်သက်တည်အောင်လဲမင်္ဂလာပါဒါအခု Atletico Madrid ရဲ့တိုက်စစ်မှု Julian Everest ကိုဒါအခု Chelsea တင်းကခေါ်ယူဖို့ဆန္ဒရှိတယ်ဆိုပြီးတော့သတင်းတောက်လျှောက်တက်လာတယ်ဆိုတော့ Chelsea က Julian Everest ကိုစိတ်ဝင်စားလျက်ရှိတယ် Chelsea ကခေါ်ယူဖို့ဒါသူတို့ဘက်ကကြိုးပမ်းပွဲရှိပြီးတော့သူတို့ရဲ့တိုက်စစ်ပိုင်းအတွက်ထပ်ပြီးတော့အားပြည့်ချေတည်တယ်ဆိုပြီးတော့သတင်းတက်နေတယ်ဆိုတော့ ူလီယန်အေဗရက်စ်နဲ့ပတ်သက်လို့ပေါ့လေကျွန်တော်ပြန်စဉ်းစားကြည့်တဲ့အခါမှာဒီသတင်းကရော strong ဖြစ်ပါမလားဆိုတဲ့အချက်ဒါအခုလက်ရှိအနေအထားအရချက်စီအသင်းတောင်းရှိသူတွေကတော့လာမယ့်လွေရာသီကိုပဲဦးတည်ပြီးတော့ခေါ်ယူဖို့ရှိတဲ့အချိန်မှာဟူလီယန်အေဗရက်စ်ကိုသူတို့ကယူရိုတန်150 package နဲ့ခေါ်ခြင်းနဲ့ဟူလီယန်အေဗရက်စ်ကလက်ရှိမှာအသက်25နှစ်ရှိပြီးဒါတကယ့်အရေးသွေးမြေ quality strike ကတယောက်ဖြစ်တဲ့ ဒါတနည်းအားဖြင့်ပြောရင်ဒီဘက်ဘောလုံးလောကရေဆွဲဆောင်ရတိုက်စင်မှုလို့ပြောလို့ရတယ်တောင်မန်ကစားမလား10ရူးကစားမလားအထောင်တိုက်စင်မှုကစားမလား free kick လည်းကောင်းတယ် penalty လည်းကောင်းတယ် 1v1 လည်းကောင်းတယ် maybe hurricane လောက် perfect ဖြစ်ချင်မှလည်းဖြစ်မယ် haran လောက် haran လောက်ကိုသွေးတည်ချခြင်းမှတည်ချမယ်ဒါပေမဲ့သူ့ရဲ့ war rate နဲ့လောက်အားလုံးဟာတော်တော်ကို ကောင်းတယ် Argentina ကစားမတွေတဲကအခု South America ကစားမတွေကချက်စီမှာများတယ်ဗျ Estevez ရှိတယ်။နောက်အခု Anzo Fernandez ရှိတယ်။ နောက်ဂါနာချူလည်းရှိတယ်ဆိုဒီနေရာမှာ Everest တာထပ်ပြောင်းလာရင်နောက် Joe Petru ရှိတဲ့အခါ Everest တာထပ်ပြောင်းလာရင်အမေရိကကစားမားတွေနဲ့ဒီသင်နောက်တစ်ခုကအေကွေဒိုကဝက်ဆက်တိုက်စီဒူရူ language တွေတိတ်မကွာဘူးဗျာဘရာဇီးကပိုတူဂီစကားပြောတယ်အာဂျင်တီးနာက Spanish ပြောတယ်ဒါပေမဲ့သူတို့ကတိတ်ချင်းချင်းတိတ်မခတ်ဘူးဗျာနားလေကြတယ်ဆိုတော့အဲ့ဒါကလည်းတစ်ချက်ဒါပေမဲ့ဒီနေရာမှာအာဂျင်တီးနာ player တွေအားလုံးရှိတဲ့ Amroman ကိုစွန့်ခွာပြီးတော့ Julian Everest ထွက်ခွာပါ့မလား ဒီနေရာမှာအက်တလက်တီကိုမက်ဒရစ်ကဘာစီလိုနာတို့ပါရီစိန့်ဂျမိန်တို့ဥရောပထိပ်တန်းကလပ်တွေစိတ်ဝင်စားတဲ့ဒီလာမောက်ကိုယူရိုတန်း150ကနေတန်း100ထိတက်မှတ်မယ်ဆိုပြီးတော့စပိန်မီဒီယာတခုမှဟိုတနေ့ကဖော်ပြခဲ့မှုတဲ့အချိန်မှာချက်စီကလူးချင်းနေဆိုတော့ဟူလီယန်အေဗရက်စ်ကဒါဒီဒီလက်ရှိမှာဘောလုံးလောကအတွင်းမှာတော့အမှန်တမ်းပြောရင်တော့ဒီတကယ်ကို quality player ဖြစ်တဲ့ ဒီ chart date လေးကိုလူတိုင်းလူချင်းကြတယ်အသက်25နှစ်ရှိတယ်လူလက်ရှိကားရဲ့ market current market ပေါက်ချေကယူရိုတန်တရာရှိတယ်သူ့ရဲ့လက်ရှိဒါ transfer market ကတောက်လျှောက်တက်နေတာတောက်လျှောက်တောက်လျှောက်တက်နေရင်းနဲ့ဒါအခုလလုံးဆယ်နေထိုင်ရတန်တရာရှိပြီးတော့ဒါအခုသူ Atletico Madrid ကိုပြီးခဲ့တဲ့ရာသီရောက်လာတဲ့အချိန်ကနေလက်ရှိအချိန်ထိတောက်လျှောက်ခြေစွမ်းပြ goal သွင်းနေဒီနေ့ရာသီ လာလီဂါမှာ12ပွဲကစား9ခုအတွင်း2ခုဖန်တီးထားပြီးတော့ဒါတကယ်လဲခြေစွမ်းပြတယ်ပြိုင်ပွဲစုံမှာလဲဆွမ်းဆောင်ရင်ကောင်းထားတယ်ဒါပြိုင်ပွဲစုံ19ပွဲမှာ18ပွဲမှာ9ခုအတွင်း5ခုဖန်တီးထားတယ် Everest ရဲ့ပတ်သက်လို့ Chelsea Chelsea ဘက်ကကြည့်တဲ့ခါမှာလဲသူတို့ Lin Dillack က Chelsea ရဲ့ level တခုကိုထပ်ပြီးရောက်နိုင်မယ်ကစားမမျိုးမဟုတ်ဘူး နောက်တစ်ခုက draw back ထိုးကောင်းတာပါပဲမြေ Everest ကပိုကောင်းတယ်ဗျာဒါကတော့ရှင်းရှင်းလေးပဲဟုတ်တယ် Everest ကလက်ရှိအဆင့်တန်းဟာ Everest က draw back ထိုးတဲ့ rank ပိုမြင့်တယ် maybe Everest ရဲ့ rank မြင့်တာအလိုတော့ရှိ wall striker striker option မှာ3 5ရောက်တဲ့ပိုရှိမှာဆိုတော့ဒီနေရာမှာ Chelsea အတွက်က investment က132တန်း Chelsea ကဒီလိုပြောင်းရွှေ့ချင်132တန်းဆိုတာကကျွန်တော်ခုနပြောလို့ဗောလေပေါင်132တန်းဆိုတာကလက်ရှိမှာ Euro တန်း150တန်း150ဘာဆိုလို့လားကဘလို့မှမဖြစ်နိုင်ဘူး ်ဘာဆိုနာတော့ရှင်းတယ်ရောဘတ်လင်မဒိုစကီနေရာမှာအစားထိုးခြင်းတယ်ဒါပေမဲ့သူတို့ရဲ့ဖြစ်နိုင်ခြင်းအရှိဆုံးကဒူရှန်ဗလာဟိုပဲဖြစ်ဖြစ်ဖြစ်ဟာရီကိန်းပဲဖြစ်ဖြစ်ဒါလောက်ပဲဖြစ်နိုင်ခြင်းရှိတယ်ဖြစ်နိုင်ခြင်းအမတန်နည်းတယ်အက်တလက်တီကိုမက်ထရစ်အသင်းကအေဗရက်စ်ကိုမရောင်းနိုင်ဘူးမို့ရောင်းနိုင်ခြင်းရှိတယ်ဘာလို့ဆိုသူတို့တောင်မှအရင်တုန်းကဗျာအန်ထရန်ဂရစ်မန်ကိုရောင်းခဲ့ပူတာသူတို့အတွက်ကဘယ်တော့မှပြဿနာမရှိဘူးအေဗရက်စ်မရှိရင်အလက်ဆန်ဒါဆာလော့ရှိတယ်အိုက်တိုက်စစ်ကအလက်ဆန်ဒါဆာလော့ချန်သေးတယ် ဆိုဒါလက်ရှိအနေအထားအရချက်စီကတော့ဟူလီယန်အေဗရက်ကိုသဘောကျတယ်ချက်စီကဘာလို့ဆိုနီကလက်ချက်စင်ကိုသူတို့မရရအောင်ထုတ်မှာဘိုင်မြူနစ်ကချက်စင်ကို90 65တန်းနဲ့ခေါ်ဖို့မတိကြဘူးဘာလို့ဆိုဘိုင်ရင်က65 plus ဒါ25တန်းထည့်တယ် sorry 85 plus 25တန်းလာပြီ something like that euro တန်း80 80လောက်ရမယ် package နဲ့ ဒါ Nicholas Jackson ကိုခေါ်ထားပေမဲ့သူတပ်ပွဲလေးစံမပြည့်ရင်ခေါ်ဖို့ခက်တယ်ဆိုတော့ Chelsea ကတော့ရှင်းရှင်းလေး Jackson ရှိရှိမရှိရှိပြန်လာလာမလာလာ Julian Everest ကိုလိုချင်တယ်ဒါပေမဲ့ကျွန်တော်အမြင်တော့ဒီပြောင်းရွှေ့ချင်မှာအများကြီးပေးရနိုင်တယ် Chelsea ကအတန်ကူမတွေ့ကိုသူတို့အရင်တုန်းကခေါ်နာကလကလည်းရောင်းထားတဲ့သဘောဆန်ဒီအဆက်ဆက်ရေးခေါင်းတွေရှိတယ်ဒါပေမဲ့ question က Julian Everest ကရော Chelsea ကိုလာမလား အန်ဇိုဖနန်တက်ရှိတယ်။နောက် Voice Sky စီတို့ရှိတယ်။ Astevel တို့ Joao Petru တို့နောက်တစ်ဖက်ကဂါနာချိုတို့လိုရှိတဲ့အတွက်ကြောင့်ဖြစ်နိုင်ခြင်းရှိပေမယ့် Julian Everest ကသူကိုယ်တိုင်ကဖလားရပုတ်တသွားကျင်တာဗျာ။အတလီကိုမတ်တွေမှာဖလားမရနိုင်ရင်သူအသိပြောင်းနိုင်တယ်။ Chelsea ကတော့ Julian ကိုတန်150နဲ့လူချင်နေပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။